ေယောအလုံးပဲမိကလောင်ရချင်းလေးပါအောက်တိုဘာလ15ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကြည့်များကြည့်ကြပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်အောက်တိုဘာလ15ရက်နေ့ကနေ17ရက်နေ့အထိမွန်ပြည်နယ်ရေမြုံနယ်အတွင်းစစ်ကြောင်းထုတ်နေသည့်အကြံပစစ်တက်ကို3ရက်ဆက်တိုက်ခိတ်ရာ အချမ်ပစစ်ကောင်စီစစ်ခွေးဖက်မှဘူကြီးတကောင်အပါအဝင်စနကောင်ခွေးတေဝတ်ဒေတီဆုံးပြီးကူကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Moonstate Revolution First Part 3ထုတ်ပြန်ထားပါတယ်။ကောင်လေးတဲ့တင်းတော့တင်းအော်တိုဘလတ်စတုံးရနေတွေတောင်တာမြုပ်နေရုံးစီကြီးရွာအဝင်လမ်းဘေးစီနေအိမ်များတွေတက်ဆွေးထားသောအချမ်ပစစ်ခွေးများကိုမင်တာချစ်ကျောင်းမှဦးဆောင်ပြီးချုပ်စီမမ၄၀မမလက်နက်ငယ်များဖြင့်ဝင်ရောက်တိုက်ခိုက်ကြောင်သိရှိရပါသည်။ ထူထိတ်ခိမှုအတွင်အချက်ဖက်စစ်ကောင်စီစစ်ခွေးဖက်မှချုပ်ကောင်ခွေးတေဝတ်တီတည်ဆုံးပြီးတိုးလိုက်ရတဲ့ဖွဲ့များအထီးအခိတ်မရှိပြည်လေဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်အစူပါရုံးစီကြီးရွာတွေအချက်ဖက်စစ်တပ်ကစတင်ဘာလ15ရက်16ရက်နေ့စကွန်ဒီရက်နေ့တုန်း၌အသက်16နှစ်မှအသက်56နှစ်အရွယ်အမျိုးသမီးချုပ်ဦးကိုအောက်စုဖွဲ့မတင်းပြုတ်ချင်ခဲ့ပြီးကျေးရွာသားအသက်45နှစ်အရွယ်ကုရင်နဲ့ အသက်56နှစ်အရွယ်ဦးတောင်ညိုတုတ်ကလည်းရရဆဆဖန်စီတဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။မဒင်းချင်းခံရတဲ့မိန်းကလေးချုပ်ဦးနဲ့ရရဆဆတဖြစ်ခံရတဲ့အမျိုးသားတို့အတွက်စိတ်မကောင်းပါဘူးထပ်တဝနေပါတယ်။တေဆိုးရဲစစ်ခွေချုပ်ကောင်အတွက်ကောင်းလိုက်တဲ့တင်းတော့တင်း October 10ရက်နေ့တွင်တနင်္သာရီတိုင်းလောင်းလုံမြို့ပုံဖထွက်လာသောအင်အား၆၀ခန့်ပါအကြံပစစ်တစ်ကြောင်းသည်မြို့အနီးရှိခြေရော်များမှလူငယ်များကိုပေါ်တာဆွေးဖမ်းဆီးရန် လာရောက်စဉ်ဒေါ်ရင်းတနေရာ၌ထဝေခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့များကကြက်ဖြတ်တိုက်ခိုက်ကြောင်သိရပါတယ်ထူထိတ်ခိမှုအတွင်အချမ်ဖက်စစ်ကောင်စီစစ်ခွေးဖက်မှရှီကောင်ထက်မနေခွေးတေဝတ်တေတေဆုံးကား ထိခိုက်ဒဏ်ရာရရှိသူမြပြချံထုတ်ပင်တိတ်ပွဲအတွင်အကြံဖက်စစ်တပ်ပပေါ်တာဆွေဖန်စီထားသောလူငယ်၆ဦးကိုလည်းထွက်ပြီးလွတ်မြောက်ခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့များကတင်းတင်းချောက်ချောက်ထားကြောင်းထဝေခရိုင်တပ်ပေါင်းစုပြန်ကျေးရေးတဝန်ခံရေးဘော်ရှိသူက ပြောဆိုထားပါတယ်။ကောင်းလေတဲ့တတင်းတော့တတင်းရန်ကုန်တိုင်းမင်္ဂလာတုံမြို့နေတွင်အကြံဖက်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲကိုပါဝင်လှုပ်ဆောင်နေသော จำพวยยงกูพบคุยได้คิดคิดจังยังกงอาร์มีอภัยมาตัดินทบเปลี่ยนท่าบาเรออตุบาลาสงายันนั่นเองกูนายเซมินิคันตุยมิงกลาดงยกเนสิจำพวยปาร์ตี้ยงกูตัวลายเยตพวยมีกาปินามิไม่ตะลงและปิดบมตะลงเราผิดพบคุยได้คิดคิดจังตีสียาบาเรอถูกได้คิดผู้อดีมปิดมักกูที่ยอดสวาได้คิดในเคปีที่คิดผู้อเชียนเนกูอดีตยกในจินไม่ใช่ตีจัง တိတ်ခိတ်မှုပြောလို့ပြီးနောက်တော်လှန်ရေးရေးပုံများအထီးအခိတ်မရှိပြန်လေဆုတ်ခွာနိုင်ခေကြောင်းသိစီရပါတယ်။ကောင်းလိတ်တဲ့တတင်းတော့တတင်းပုပ်ကူတော်ကထိုင်းမှာပြည်တနာရှာဖို့အတွက်သူ့ရဲ့လူအချို့ကိုထိုင်းကိုဆေလွတ်ဖို့စီစဉ်နေတာကိုလူထုနယ်ဦးကစုံစမ်းတိရထားပါတယ်။ထိုင်းကိုတွားပြီးပြည်တနာရှာပေးရမယ်တဲ့ထိုင်းမှာမြန်မာတွေအနေမြတဲ့ရက်ွက်တွေအလောက်တွေစီကူတွားပြီးပြည်တနာရှာပေးရပါမယ်တဲ့ ပြီးရင်ပြန်လာရပါမယ်မြို့ပါတယ်လို့ပုတ်ကူတော်နဲ့နီးစပ်သူတို့ကသတိပေးပါတယ်ပုတ်ကူတော်တပည့်အဖြစ်ခံယူပြီးလူမိတ်လုံနေတဲ့သူတွေဟာအနေအဆားချောင်လောက်လုံနေတဲ့သူတွေပဲလို့သူကမှတ်ချက်ပေးပါတယ်ထိုင်းကူသွားပြီးမြန်မာတွေနေတာများတဲ့နေရာတွေမှာပြည်တနာရှာဖို့ပုတ်ကူတော်ကသူ့တပည့်လူမိတ်တွေကိုအသွာအပြန်စရိုက်ငင်းစေလွှတ်ပေးနေတာလို့စုံစမ်းသိရပါတယ် အင်ဂျလူပြဿနာရှာရင်ထိုင်းရောက်မြန်မာတွေကိုအင်ရှင်ထိုင်းနိုင်ငံသားတွေကမကြိတ်အောင်မြန်မာတွေအနေကျပြီးဒုက္ခရောက်အောင်ထိုင်းမှာမနေနိုင်အောင်ပုတ်ကူတော်ကတစစ်စစ်တကကြံစီနေတာဖြစ်ပါတယ်ပုတ်ကူတော်ရဲ့အစီအစဉ်သာထိုင်းနိုင်ငံမှာရှိတဲ့တော်လှန်ရေးထုတ်ပို့လောက်တဲ့သူတွေအနေချက်အောင်လောက်တဲ့အပြင်လူငယ်လောက်သားတွေစစ်မှုထမ်းဖို့နေရပြလာစေဖို့ ဖြစ်အပ်ဖို့လာချန်စီနေတာကိုထိုင်းနိုင်ငံမှာနှစ်ပေါင်း၂၀ကျော်ကြာနေထိုင်ပြီးမြန်မာလောက်သားအရေးကုန်ရဆောင်ရွက်နေသူတဦးကလည်းတုံးတပါတယ်။ဒီပုတ်ကူတော့ကိုဖန်တိပြီးကွာ။ဒီကတုံးရဲ့လှောက်ရှာမှုလုံးဝမဖန်တော့ဘူး။ကျော်စုဦးတို့ကျော်မြုံမင်းတို့ကိုမထင်နိုင်ရင်တော့မှပုတ်ကူတော့ကိုတော့ထင်ဖူးလို့ပါပြီလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။လေးနှစ်ကျော်ပြီးတကောင်လောက်ကိုတော့ထင်ပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။နောက်တရင် ရခိုင်ယူမအစီချံပခုတိုင်းဒေတာကြီးပတောင်မြုပ်နေဥရှိပြမြုပ်မတုံရွာကပါစ36အနီကအချက်ပစစ်တရက်အခိုင်အမာတိဆုတ်ထားတဲ့ကာကင်တခုကိုအရခတ်တော်အေအေနဲ့ပူပေါင်းတတွေကအောက်တိုဘာ14ရက်နေ့ကတင်ပိတ်ခဲ့တယ်လို့တတိယရရှိထားပါတယ် တိတ်ပွဲအတွင်အကြံဖက်စစ်တရက်အမျိုးသမီးတွေအပါအဝင်မိသားစုဝင်30ခန့်ကူပါဖမ်းမိထားပြီးစစ်ခွေ40ကျော်ခွေးတေဝတ်တေတေဆုံးကလက်နက်ခဲရန်တွေကူပါတင်းစီယာမီခေတေလို့ CA 13ဂျီမီတအူကပြောဆိုထားပါတယ်။အားရလိုက်တာကွာ။ကောင်းလိုက်တဲ့တင်းတော့တင်းရန်ကုန်တွင်ကူပိုင်ကားနှင့်မဟုတ်ပင်ညက်ဖက်အပင်ထွက်လင်ပေါ်တာဆွေခံရနိုင်ခြေရှိသည်ကို အထူးတတိပြုတ်ရန်ရန်ကုန်မြို့အခြေစိုက်ရေးတရင်ရမိကပြောဆိုထားပါတယ်။ရန်ကုန်တွင်စစ်မှုထမ်းအတွက်ပေါ်တာဆွေးချင်းကိုညက်ဖက်တိုင်အဓိကပြောလောက်လေရှိပြီးကုပိုင်ကဖြစ်သွာလာနေသူများကိုဖမ်းဆီးလေမရှိပဲလမ်းလျှောက်လာသူများအားအဓိကဖမ်းဆီးကြောင်းသိရှိရပါတယ်။ညက်ဖက်ကုပိုင်ကနဲ့ထွက်တဲ့ကောင်တွေကများတော့အဖြစ်ကလပ်တတ်ဘာသွားချတဲ့တူတောက်ဘူချောက်တွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေများတာဆိုတော့ ပပီတောဖမီယင်ပြတနာတက်ယုံတင်မကနောက်နေလေရောအောင်ရန်ကုန်ကနဲ့စီတန်တိုင်းရောက်သွားနိုင်တယ်အိဒါကြောင့်ကားတွေကမဖမ်းရတာဟု၎င်းကပြောဆိုထားပါတယ်မင်းတို့စီတန်သွားတာကိုကြောက်ရအောင်ထွက်ကြပါလားရှစ်စီအကြီးပြောတော့ပြောရဲတော့ဟုတ်ပြီရန်ကုန်မှာရှိတဲ့တုံငင်ချင်းတွေညမှာမထွက်ကြပါနဲ့မိမိတည်တဲ့တုံငင်ချင်းတွေကိုလည်းအတိပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်နောက်ဆုံး drink ကတော့တူတူလေးပြောမယ်နော် အေးနဲ့ပူပေါင်းတက်တွေကနဲ့ရေကံမျိုးဟာကုန်းစကန်ကိုတင်ပိတ်ပြီးနောက်ကပါစတဆလေးဆက်ယုံအနီးမှာစစ်ကောင်စီစစ်ခွေးတွေကကာကင်စကန်တွေပြင်းစင်နေတယ်လို့သိရှိရပါတယ်။ကပါစတဆလေးနဲ့ကပါစတဆချောက်မေတော်ရမလဲဆိုတာကိုပဲမြို့ကြတော့သူငယ်ချင်းတို့အောက်တိုဘာလ15ရက်နေ့ရက်ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးကြိုကြိုတင်ပြသွားတာကိုတစ်ချက်လုံးနှ ಾಸ င်ကြည့်အောင်။ ဲ့တော့ဇောက်ကြွားဇောက်ကြွားထောင်လွားလွားသိမ့်မလုံးနဲ့မရောက်လိုက်ကြည့်မရရင်ဒုက္ခရောက်နေဦးမယ်ပေါ့ခင်ရေနော်ကြည့်ချက်လေးလို့သူကဘာလဲဆိုတော့ဒီမဘာတာတွေမြူသားရေးစနောက်တွေနဲ့တွေ့တဲ့ပွဲမှာပြောတာ energy party ပြန်လာစရာအကြောင်းမရှိတော့ဘူးလေလာဖို့လေဖွင့်အလန်းမရှိနိုင်တော့ဘူးလေပြန်အသက်သွင်းစရာလည်းမရှိဘူးလေဆိုတော့ okay ပြန်လာစရာအကြောင်းမရှိဘူးဒါတော့ဒါဒါဒါသူ့ရဲ့လက်ရှိအနေဒါသူကပါတီတစ်ခုရဲ့ဥက္ကဋ္ဌလက်ရှိအနေဒါပြန်လာစရာအကြောင်းမရှိဘူးသူပြောလို့ရတယ်ဒီအစင်းကြီးอ่ะ ပြန်လာဖို့လည်းခွင့်လန်းမရှိဘူးဆိုတော့ तू ပါတီရဲ့ तू ကနိုင်ငံရေးပါတီဥက္ကဋ္ဌကူတွေနဲ့ဘာဘာဟို तू ကဒီစကားဘာပြောဖို့ခွင့်လန်းဟိုသူ့မှာအခွင့်အာဏာပိုင်လို့လေနောက်ပြီးတော့ပြန်အသက်သွင်းစရာလည်းမရှိဘူးလေပြောဖို့များကြီးစမ်းမအောင် तू ပဲအာဏာရထားတယ်လို့ဟိုမှာမင်းအွန်လိုင်းကအသက်သွင်းပေးထားပြီးတော့ဟလာတဲ့ဝင်နေတာဒီကျန့်ဖွန့်ပါတီတို့ခင်ကြီးတို့ဆိုတာတကယ်တကယ်ပြောရင်ဒီဝင်နေတဲ့အသက်ကိုတော်တော်ပြီးတော့မင်းအွန်လိုင်းကိုတော်တော်ညှောက်နေ तू ကမင်းအွန်လိုင်းလူအာဏာရှိထားတယ်လို့မျိုးအားမတော်မရှိသေးဘူး အာနာရှိထားသလိုမျိုးသူကပြောနေတာပြောနေတာเนาะအဲတက်တလာရှိတယ်မောင်ခင်ကြီးမောင်ခင်ကြီးမင်းအွန်လိုင်းကကြည်နေတာဘာလို့မှပြစ်ထားတာမဟုတ်အခုအာနာမရသေးတာတော့မှအာနာပြစကားပြောတာအာနာသာရကြည်ပေါ့ဗျာဘလို့ဖြစ်မလဲဆိုတာเนาะမင်းအွန်လိုင်းသာအဲ့ဒီဒီပွဲမှာနည်းနည်းလေးချွတ်ချော်တင်းဆောင်သွားလို့အဲတရက်နှစ်ရက်လောက်များအာနာလက်လွတ်ဖြစ်ခဲ့ရင်မင်းအွန်လိုင်းဘောကမတွေ့ရဘူးကျွန်တော်ကเนาะမင်းအွန်လိုင်းဘောကမတွေ့ရဘူးလေပြောလေးနဲ့ခင်ကြီးတို့အဲရှော့မတွေ့နဲ့မင်းအွန်လိုင်းမောင်ခင်ကြီးတို့ အာနာမြတ်တိကေတော်မှာဒီလောက်ပြောဆိုနေတာအာနာသာရလို့တော့နော်ဒီ NLD နဲ့ဒေါ်ဆန်းစုကြည်ဆိုတာအပြုတ်ကိုရှင်းမဲ့ပုံမျိုးပဲဗျာဒီလားဒါဘာပြရလဲဆိုတော့ဘာပြရလဲဆိုတော့ဒီမြခင်ကြီးတို့ကြံ့ဖွန့်อ่ะခင်ကြီးပြန်ချားလို့လည်းပါပါတယ်ဗျာကျွန်တော်တို့နောက်တစ်ပြောမယ်ထင်ပါလဲလာဦးပါ NLD ဘောဘလောက်တောင်မှဘလို့မုံထားကြီးတယ်ဟလာအာဂါတနဲ့အနှူတရာကြီးတယ် နာလိုဝန်တိုစိတ်ကြီးတယ်ဆိုတာဒါတွေကပေါ်နေတာဗျာဒီစကားတွေကသူခတာသူကိုပေါ်နေတာဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီရှိနေတယ်သူတို့လိုပါတီတွေမြန်မာနိုင်ငံရေးမှာလူတော်ကိုမတိုးနိုင်ဘူးလူတော်ကိုတိုးမှာပေါ့သူတို့လိုပါတီမျိုးတွေရဟုတ်ကဲ့တိုးစရာအကြောင်းလဲမရှိဘူးဒီ NLD အပေါ်ကျွန်တော်ဒေါ်ဆန်းစုကြည်ဆိုတော့အထင်မပြောသေးဘူးတော်ဆန်းစုကြည်က NLD ပါတီနဲ့တော့မှနိုင်ရှင်လို့တက္ကန်တိုင်းရှင်လို့မရအောင်တော်ဆန်းစုကြည်ရဲ့ဟလာတော်ဆန်းစုကြည်ပေါ်လူလူရဲ့ လေးစားမှုချစ်ခင်မှုဆိုတဲ့ကိစ္စတွေကတပိုင်း energy party ပေါ်လက်ရှိလူထုထောက်ခံမှု energy party ရခဲ့တဲ့လူထောက်ခံမှုမျိုးကိုမောင်ခင်ကြီးတို့ကျန်းဖွန့်ပါတီနဲ့အခုလက်ရှိဒီရောက်ပဲဝင်မယ်ဆိုတဲ့ပါတီတွေသူတို့တက်သက်မပြောနဲ့ဆယ်သက်တောင်မှမရဘူး energy party ပေါ်လူထောက်ခံစစ်တပ်နေကွာသူတို့ဆယ်သက်စူးစားတော့မရတတလူလေးဆက်မရအောင်လဲဆိုတတိလည်းမကောင်းဘူးညာလာတဲ့တီတဲ့တတိလည်းမကောင်းဘူး လူတို့ပေါ်မှာလည်းပဲကောင်းတာတစ်စက်မှမရှိဘူးဗျာတခါလေကျင်းလိုက်ပေါင်းလိုက်ဆဲလိုက်ဆူလိုက်ကပါသေးတယ်ဒိုင်းပြီးအပေါ်မှာလည်းတစ်စက်မှမကောင်းဘူးဗျာလူလူကောင်းကျိုးလည်းဘာမှမလုပ်ခဲ့ဘူးဒိုင်းပြီးကောင်းကျိုးလည်းဘာမှမလုပ်ခဲ့ဘူးလာတဲ့တတိကလည်းမကောင်းတော့ဒီလိုနိုင်ငံရေးပါတီမျိုးတွေကိုနိုင်ငံရေးချင်းမြင့်နေဒီမှာလူတို့ကစိတ်လူလက်ရအာပီထောက်ခံနေဦးမယ်ဆူတောင်းလေဆူတောင်းတတလုံးထိုင်ပြီးတော့ဆူတောင်းတတမို့ဆယ်သက်ဆူတောင်း အခုသူပြောတဲ့အမျိုးဘာသာသာသနာဆိုတော့လောက်နေတော့တော့တက်မလာနဲ့လေအဲ့ဒါမျိုးကတော့ဒီသူသူအခုပြောတဲ့ပြိတ္တပေါ့ဗျာဟလာမဘာသာတွေအမျိုးသားကြီးအစွန်ရောက်တွေဒီလူတွေလောက်ပဲစီယုံလို့ရမှာပေါ့ဒီပါဒီအမျိုးဘာသာသာသနာဆိုတော့လောက်နေရတော့အဲ့ဒီလူတွေပြင်ဘယ်သူသွားစီယုံလို့ရမှာလဲကျန်ပွဲပါတီတွေက NLD ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူး။ကျန်ပွဲပါတီနဲ့ NLD ပါတီကနိုင်ရှာတော့မလုပ်ဘူးလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ကြည့်ဒါဆိုရင် dot no video တတအေးပြောတဲ့ KNU ကပါလေတစ်ချက်လောက်နားစင်ကြည့်အောင် KNU နေနဲ့ပြတ်သားပါ KNU နေနဲ့မပြတ်သားလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကပြတ်သားရပါလေအဲ့လိုပဲ KNU အမျိုးသားစုကြီးလဲပြတ်သားရမှာပါနော်မျိုးသားရေးကိုဟလာမျိုးသားရေးအတွက်မတို့ဒီတော်လန်ရေးကိုဝင်ခဲ့တာပါဆိုတော့မူလရည်ရွယ်ချက်တွေရှိဖို့လိုပါမပြောက်ပြက်ဖို့လိုပါအဲ့လိုအမျိုးသားရေးစိတ်ဓာတ်နဲ့သွားမှလေကိုပြည်နယ်ကိုတိမ့်နိုင်ပြီးတော့မှတိုင်းပြည်လုံးလွတ်မြောက်ရေးကိုဆက်ပြီးတော့သွားလို့ရမှာပါ တချို့ကပြောကြတယ်နော်ညီတို့ NUG ကဘလို့ဘလောက်အသုံးကျခဲ့လို့လဲညီတို့ NUG ကရောငွေတွေမပိုးဘူးလားငွေစည်းတွေမရှင်းဘူးမှလား NUG အသုံးမကျခဲ့လို့အခုလူတွေဖြစ်တာလို့ပြောပါတယ် NUG ပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ်ဘယ်တိုင်းရင်းသားလက်နက်ကင်ပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်ဖြစ်ပြီးသားတွေကိုကျမတို့ပြန်ပြီးပြောနေလို့လဲဘာမှဖြစ်လာမှာဘာမှအရာထင်လာမှာမဟုတ်ပါဘူး NUG အနေနဲ့ငွေတွေအလွဲသုံးစားလုပ်ခဲ့တယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့9နှစ်မှာငါတို့ဘာမှမခဲ့လဲဆိုတာကို စီစစ်ပြီးတော့မှဒီရပိုကောင်းတဲ့အရာနဲ့တွားအောင်မှာဖြစ်ပါတယ်ကျမတို့ပြည်သူတွေဒီထိနားလည်ပေးမှာပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့တို့အရန်အရေးကြီးနေတာကဒီစစ်အာဏာရှင်ပြုတ်ကြဖို့တခုပါအဲဒီစစ်အာဏာရှင်ကမပြုတ်ကြဘူးဆိုလို့ရှိရင်ကျမတို့ကဒီတော်လှန်ရေးကာလကြီးကိုဖြတ်တန်းတဲ့အချိန်မှာလဲအသက်တွေများစွာပေးဆက်ခဲ့ရတယ်လို့ဘဝတွေများစွာအိမ်တွေချိတ်ပိတ်ဟုတ်လားလူတွေနိုင်ငံသားတွေရောက်အဲ့ဒီလိုမျိုးပေးဆက်ထားရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့တွေကနားလည်ပေးနိုင်ပါတယ် เนาะไอ้ไอ้ถ้าอาเยจี้อ่ะบ่มันရှိတော့ပါญีตอลันยังไม่ไหนรู้ရှင်เลยเว้ยเจ้ารู้ปิดุลุลุต้ายบีเนี่ยนอกถ้า3บ่งบ่งตะบ่งลောက်ก็နိုင်ငံแม่ดิผิดตัวတော့มาอ่ะเออเจ้ารู้อนาคตดีอ่ะอิมตันซ้วยเสียก้าวมาแล้วแต่เจ้ามุลุตะชู่กิษาดิตะชู่ปยัตนาดิเจ้ารู้น้าเลยไปไหนป่ะ KNU รู้เว้ยพี่ๆ KIA รู้เว้ยพี่ๆอะยังน้องก็ละต้วยพี่တော့ดิสิกกองซีเนี่ยอดุลุโจซีบัวดิลุกขึ้นจ้ะดิโจซีบัวดิแง่ญาพี่တော့มาเนาะดีเฉิงที่ မပြတ်မသားဖြစ်နေခဲ့ကြရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြည်သူတွေအနေနဲ့နားလည်ပေးပါပါအခုချိန်ကစပြီးပြတ်သားလိုက်ပါပြောချင်ပါအဲ့တော့ဒီပြည်သူတွေရဲ့သဘောဆန္ဒအတိုင်းသွားဖို့လိုအပ်ပါတယ်ဒီပြည်သူတွေရဲ့အတန်ကိုနားထောင်မှုသွားပြီးကြစီကြမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကအားကိုးနေရတာအကုန်လုံးအားကိုးနေရတာပါအဲ့တော့အားကိုးတာကြီးတစ်ခုပဲလားဆိုတော့မဟုတ်ဘူးလေပြည်သူတွေကိုယ်တိုင်ပါဝင်ပေးနေတယ်လှုပ်ဆောင်ပေးနေကြတယ်ထောက်ပို့တွေလည်းထောက်ပို့တွေလည်းပြည်ပမှာရှိနေတဲ့လူတွေလည်းလုပ်ပေးနေကြတာပါ နော်ဒါဟာကျွန်တော်တို့ရဲ့ညှို့လင်းချက်ပို့ပြီးတော့ကြီးမားနေတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေကျွန်တော်တို့နားလည်ပြီးလို့ရပါဘူးလုံကြပါစီစီလုံလုံသွားကြပါလို့ကျွန်တော်တို့ပြည်သူတွေអော်ခဲ့တာ၅နှစ်ရှိခဲ့ပါတယ်နော်ဒီနေ့ဒီချိန်ထိဒီစီစီလုံလုံညီညီညွတ်ညွတ်သွားမဲ့အရေးကိုတိတိချာချာအကောင့်ထဲပို့လှောက်ဆောင်နေတာမျိုးမတွေ့ရသေးပါဘူးတတိုင်းပြည်လုံးလွတ်မြောက်ရေးအတွက် နော်ကိုပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်အားလုံးကတညီတညာနဲ့ဒီလော်လန်ရေးသေးကိုဝင်လာခဲ့ကြတာပြည်သူတွေအပေါင်းတိုင်းသားလက်နက်ကန်တွေလည်းညီညာညီညီညာညာသွားခဲ့ကြတာပဲနော်သူတို့ရဲ့ရည်တည်ချက်တွေလည်းအရင်တုန်းကတော့ပြက်ပြက်တတ်တာလို့ထင်ခဲ့ကြတာပဲဒါပေမဲ့အခုချိန်မှာမပြတ်သားဘူးဆိုလို့ရှိရင်မပြတ်သားတဲ့အဖွဲ့ကြီးကိုတနက်ပြောင်းလှည့်လိုက်ပါတော့နော် KNU ချင်းချင်းမို့လို့အချင်းချင်းအမျိုးသားရေးအချင်းချင်းဒါမလုတ်ချင်ဘူးမတိုက်ချင်ဘူးဆိုတာကဒါကပြည်သူကိုလှည့်စားတာပဲဖြစ်ပါတယ် အချင်းချင်းမို့လို့မတိုက်ချင်ဘူးဆိုတာလောက်နဲ့ကျမတို့ပြည်သူကိုနှိမ့်သိမ့်ပေးလို့ရမှာမဟုတ်တော့ပါဘူးเนาะအားလုံးလွမြောက်ဖို့သွားရဲဆိုလို့ရှိရင်ဒီအာနာရှင်ကိုပြုတ်ကြအောင်တော်လန်တော်လန်တဲ့နေရာမှာเนาะမပါဝင်ခြင်းဘူးမပြတ်မသားဖြစ်နေရဲဆိုလို့ရှိရင်အားလုံးကရန်သူပါပဲရန်သူစင်းတဲ့ဝယ်ထည့်ရတော့မှာပါအမျိုးသားရေးတွေပါလေအဲ့ချိန်မှာကြည်လို့မရတော့ပါဘူးเนาะတစ်မျိုးသားလုံးလွမြောက်ဖို့အတွက်ဒီမတို့လူမျိုးချင်းချင်းမတိုက်ချင်ဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူထက်ပြီးတော့ဂျင်းကျွေးနေတာ ਨੇ အတူတူပါပဲမတိုက်ချင်ဘူးဆိုလို့ရှိရင်ရက်လိုက်ပါเนาะဒါတော့ကျွန်မ KNU ကိုပြောတာပါတချို့က KNU ကိုဝေဖန်တာမကြိုက်ပါဘူးအဲ့တော့ကျွန်တော်တို့ကခုချိန်မှာမကြိုက်တာကြိုက်တာ ਨੇ တွားရတော့မှာမဟုတ်ကျွန်တော်တို့ဘာလို့တင့်လဲဘာလို့ရမလဲဆိုတာကိုတွားရတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေထဲမှာလည်းเนาะ KNU မှာလူငယ်တွေအများကြီးပဲရှိပါတယ်ကရင်လူငယ်တွေလည်းအများကြီးလက်နက်ကင်လာကြတာဖြစ်ပါတယ်ဒီခေါင်းဆောင်တွေ အသုံးမကျဘူးဆိုလို့ရှိရင်ကျမတို့ဘယ်လိုနီးနဲ့သွားမလဲဒီခေါင်းဆောင်တွေကိုဘယ်လိုဟုတ်လားလက်တွဲဖြုတ်ပြီးတော့မှဘယ်လိုဒီမဟာမိတ်တွေရှင်ချင်းဘယ်လိုသွားလို့ရမလဲဆိုတဲ့ဟာကိုစဉ်ပြောင်းပြီးစဉ်းစားသင့်ပါတယ်ဒီခေါင်းဆောင်တွေပြောလို့မရရင်လည်းထားလိုက်ပါတော့အဲ့ဒီလိုမှသူတို့ကကိုယ်တွေကိုပြန်ပြီးနှောက်ယှက်နေမယ်ကိုယ်တွေကိုကုလဲမကူညီဘူးနှောက်ယှက်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနှောက်ယှက်တဲ့လူအကုန်လုံးကရန်သူစင်းနဲ့ထည့်ပြီးတော့သွားမှာဖြစ်ပါတယ်ဒါတော့ကျမတို့အတန်ထုတ်ပေးတာပါเนาะဘာလို့ဆိုပြည်သူရဲ့အတန်ကလည်းလိုအပ်တာဖြစ်တယ် เนาะကျွန်မပြောလို့ရှိရင်တချို့တော်တော်လာတားရတာတွေရှိတယ်အဲ့တော့ကျွန်မတို့ကအခုချိန်မှာငါတို့စီးလုံးရမယ်ဆိုတဲ့ဟာလောက်နေမလုံလောက်တော့ဘူးလို့ကျွန်မထင်တယ်ပြောတင်အောင်ပြောပြောကြရတော့မယ့်အချိန်ဖြစ်ပါတယ်ကဲယူထဲမှာလည်းကျွန်မတို့ဘီရက်တွေအများကြီးပဲရှိပါတယ်ဒါပေမဲ့ဒါတို့ကတို့အလုပ်တို့လုပ်နေကြတာဖြစ်ပါတယ်ကျွန်မတို့ကတော့ပြည်သူတွေဖြစ်တဲ့လို့ကျွန်တော်တို့ပြည်သူရဲ့အတန်အောင်တော့ထုတ်ပေးရမှာဖြစ်ပါတယ်ပြည်သူကလည်းသိတယ်သိနေတယ်ဆိုတော့ကိုတော့ပြောရမှာဖြစ်ပါတယ်ကျမတို့ KNU ရဲ့ရည်တည်ချက်ကိုသိပါတယ်ဒါကြောင့်မို့လို့ ကဲယူဒီချက်ပိုကောင်းစေခြင်းနဲ့ဒီချက်ပိုပြီးတော့မှကျတော်ပြည်သူနဲ့အတူတူလက်တွဲလာစေခြင်းနဲ့ပြက်ပြက်တတလှုပ်စေခြင်းမှာတစ်ဖက်ကအတန်ကိုထုတ်ပြီးတော့ဒီတစ်ဖက်မှာတော့ဟုတ်လားဒီတစ်ဖက်ကတော့စစ်ကောင်စီနဲ့မပြတ်သားတာပါငါတို့ကပြတ်သားတယ်ဆိုပြီးပြည်သူကိုလှည့်စားပြီးတော့ဂျင်းထဲနေရရက်တင်ပါပြီလို့ဒီမှအနေနဲ့တိုက်တွန်းခြင်းမှာဘောဘူကန်ယူကောင်းဆောင်တွေကဘသူတွေကလှုပ်ရှားနေတာလဲတိကျလားကရင်တုံငယ်ချင်းတွေစစ်ခေလောက်ဆုံး comment မဟုတ်ရင်စာပို့လိုက်ပါလားဘသူတွေလဲဆိုတာကိုတိခေလောက်ဆိုရင် အချို့လူတွေကတိတယ်မပြောရကြဘူးအခုချိန်မှာတော့ဘေးနေရမစို့ကျွန်တော်တို့ကပြတ်သားဖူးလို့ပြီးဒီတိုင်းထိုင်ကြည့်လို့မရတော့ဘူးပြီးသူတွေတော်တော်ဒုက္ခရောက်နေကြပြီခေါင်းဆောင်တွေလှုပ်ရှားတဲ့လူတွေရှိလို့ဆိုပြောပြပါကေဒါဆွင်ဒေါ်နောက်ဗီဒီယိုထောင်ထွက်လှဆွေတစ်ချက်လောက်နားဆင်ကြည့်အောင်လေးစားပါဒီနေ့က SCA ဆက်နှစ်ပြည့်အဲ့ကျွန်တော်ကပြောချင်လဲဆိုတော့မြန်မာနိုင်ငံသားတိုင်းနိုင်ငံတော်တချင်းရတယ်ဗျ။နော်ဗမာတွေလည်းရတယ်၊ကချင်ကရကင်းချင်းတို့လည်းရတယ် နိုင်ငံတော်တချင်းကိုလူတိုင်းကဇမနိုင်ငံသားဆိုရပြီအဲ့မှာပါပါလေပြည်တော်စုကိုအသက်ပေးလို့ဒုက္ခကွယ်မလီဓာတုပြည်ဓာတုပြည်ဒုပိုင်နေမြည်အဲ့ဒီတပိုက်ပါတယ်ဒီပြည်တော်စုမပြုတ်ကွယ်အောင်တစ္ဆာဆိုလိုက်တာဒီတချင်းရတဲ့လူတိုင်းကဒီကျွန်တော်တစ္ဆာမစုပါဘူးပုံမှန်ပဲဆိုရလေဘုတ္တဆာစုဘူးတယ်အဲ့တော့ဒီအေအေဆိုတဲ့ကောင်ကပြည်တော်စုကခွဲထွက်မဲ့ကောင် ဒီပြည်တော်စုကခွတ်ထမက်ကောင်သွားပေါင်တာဧရာဝတီပဒတ်တရောဟိုမှာအညာပဒတ်တရောရောပဒတ်တရောချင်းတရောသွားပေါင်တာကပေါင်းပြီးတော့သူတို့ဆီကလက်နဲ့ယူပြန်တိုက်နေရဒါဟုတ်ရဲ့ဟုတ်တယ်ဒီ KIA ဆိုလဲဝမ်ပေါ်နိုင်ငံထူထောင်မဲ့ကောင်ကွာမော်နဲ့သွားတွေ့တာမြင်းကြံပဒတ်တရောဘာညာနိုင်ငံတော်တချင်မရဘူးလား KNU ဆိုလဲဒီတိုင်းပဲကွာထူးဝင်းတို့ကကော်တူးလေးတိုင်းပြည်ဘာညာလာပြောလောင်ဆန်းလောင်ဆန်းအဲ့မှာသွားပြီးအသေးခံတဲ့ကောင်အများကြီးပဲအဲ့ပြောင်သူကခွတ်ထမက်ကောင်တွေကိုခင်ဗျားတို့က နိုင်ငံတော်တချင်းရတဲ့ကောင်တွေကဘာလို့သွားတာတော့ရခိုင်အေးဆိုရင်ခင်ဗျာထုံးပြနိုင်လက်ထက်မှာတော်တော်အယူထခင်ဗျာသူ့လက်တော်တဲ့ကောင်အများကြီးမှကျွန်တော်တို့ဆရာဥသိဥဖို့စောစာမြန်မာပြည်မှာပထမဦးဆုံးအမှုမျိုးသိပ္ပံပညာရှင်ပွဲရတာနော်အဲ့ဒါစစ်သက်ကတော်မှနီးပြဗျစစ်သက်ကတော်မှပေါမောက်ခနဲ့လာပြီးတော့ဘူလောင်းတွေကိုလစ်ကျင်ပေးတာအဲ့သူကအမှုမျိုးသိပ္ပံပညာရှင်မြန်မာကြီးမှာပထမဦးဆုံးအဲ့သူကခင်ဗျာခွတ်ထွက်ရေးတွေဘာမှပြောဘူးနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာ ဒေါက်တာဦးသက်ထားဦးဆိုတာမြန်မာပြည်ကပထမဦးဆုံး plastic surgery ခွဲစိတ်ကူတာညနာ၄ပါးတဲ့အဲ့လိုပထမဦးဆုံးဘွဲရတဲ့ပုံကိုအင်မတန်ထူးချွန်တဲ့ရခိုင်နေဗျအဲ့သူတို့ကခွဲထွက်ရေးဒီပါတယ်ဘာမှမပြောဘူးအဲ့ထွန်းမြိုက်နိုင်လဲထက်မှဒီလိုဖြစ်လာတာအဲ့တော့ဖြစ်လာတာကိုတွားပြီးတော့ပေါင်းတဲ့ကောင်တွေကပါကောင်နေလေအဲ့ကောင်နိုင်ငံတော်ချင်းမရဘူးလားပြည်အောင်စုကိုအသက်ပေးပြီးတော့ကာကွယ်ရမယ်လीကျွန်တော်တို့ကဒါအထုပြည်သားတို့ပြည်တို့ပိုင်မယ်မြည်တတ်တမတော်ပြောနေတာဒုတာကိုအရေးဆုံးပါလीအ ။ဒါပြည်ဆောင်စုမပြိုကွဲဆိုနံပါတ်1လေ။အဲ့ဒါသဘောပေါက်ဖို့လိုတယ်။နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ်။ဟဲ့တစ္ဆာစုမယ်။တစ္ဆာပါ။ခဏလေးပြောဦးမယ်ကွာ။အေးကာနိုင်ငံတော်ကနဲ့ထွက်မယ်ဆိုတာကိုတော့ကျွန်တော်မကြားဖူးပါဘူး။ထွက်မယ်နိုင်ငံကလည်းမပြောသေးပါဘူး။အေးဒီနိုင်ငံတော်တချင်းနဲ့မင်းတို့လောက်ရတွေ့ကိုငီလောက်လား။အေးဒီနိုင်ငံတော်တချင်းကြောင့်တိုင်းရင်းသားအများစုစိတ်နာကြတယ်။အဲ့ဒါရောတည်ရက်လား။ ပြီးထောင်စုမပြုတ်ကွေးရင်မှန်တယ်။ဘသူကပြုတ်ကွေးမင်းလို့ပြောကြတာလေ။ဘသူမှပြုတ်ကွေးမှာမဟုတ်ဘူး။မင်းတို့ကနိုင်ငံရေးသမားတော့ဖြစ်တော့ဖြစ်တယ်။ဒါပေမဲ့နိုင်ငံရေးအကြောင်းတွေနားမလည်ဘူး။ပြုတ်ကွေးဖို့တော်လှန်နေတာမဟုတ်ဘူး။ကုမေကုဒေတာကုကုပိုင်အောက်ချုပ်ဖို့အတွက်တိတ်နေတာ။အဲ့ဒီနိုင်ငံတော်တချင်းကဂျင်းတချင်းဖြစ်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်ဘုဒ္ဓ။ဟုတ်ကဲ့ပါတော့ငချင်းတော်ဒီနေ့ညနေပိုင်းဒီဆက်မှုကတော့ဒီလောက်ပါပဲကြီးမားချစ်ချင်ပါတယ်ကျမကြီးကိုစိတ်ကြပါ I love you all God bless you all thank you for your time